မင်္ဂလာပါခင်ဗျာဒီတစ်ခါတော့အတိတ်နဲ့အနာဂတ်ပြစ်ဆုံးပန်တဲ့တဲ့မှာစုံစည်းကြရဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြချင်ပါတယ်ဒါကကျွန်တော်တင်စားပြီးပြောတာပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မြန်မာ MMA ပြိုင်သက်တွေအတွက်ဒီ fighter နှစ်ယောက်ကိုဒီလိုတင်စားပြီးပြောဖို့ထိုက်တန်တယ်လို့ယုံကြည်မှုရှိလို့ကိုဒီလိုပုံစံမျိုးပြောတာဖြစ်ပါတယ်အကြောင်းအရာကိုပြန်ပြီးအစာဆွဲထုတ်ကြည့်ရမယ်ဆိုရင်တော့ပြီးခဲ့တဲ့ရက်ပိုင်းတွင်းက online ဆင်တင်လိုက်တဲ့ state တက်တစ်ခုကနေစခဲ့တာပါ သူကဘယ်လိုပုံစံမျိုးတင်လိုက်လဲဆိုတော့ water forging နောက်ခံထားပြီးတော့ Houston တက်ဆက်ကဒီနေရာကိုရောက်ခုလာဆိုတဲ့ status တစ်ခုကို Instagram မှာတင်လိုက်တာဖြစ်ပါတယ်အဲ့မှာကျွန်တော်ရဲ့သိချင်စိတ်ကအောင်လာကဘာလို့တက်ဆက်ကိုရောက်နေတာလဲဆိုတော့အကြောင်းအရာလေးကနေအစာဆွဲထုတ်မိခဲ့တာပါ။ဘာဖြစ်လို့လဲဆိုတော့တက်ဆက်ဆိုတာကဂျိုရှွာပဲနေတဲ့နေရာအောင်လာရင်ဆန်းကဘာဖြစ်လို့တက်ဆက်ကိုရောက်နေတာလဲဆိုတာကျွန်တော်လိုက်ပြီး Google မှာရှာရင်းကနေဒီအကြောင်းအရာတွေကိုစပြီးအစာဆွဲထုတ်မိခဲ့တာဖြစ်ပါတယ်။ အွန်လိုင်းဆန်ကတက်ဆက်ကိုရောက်လာတဲ့အကြောင်းရင်းကကိကလစ်မှာလေ့ကျင့်နေတဲ့ fighter တယောက်က Fury Fighting Championship မှာရှင်းပြထိုးသက်ဖို့ရှိတဲ့အတွက်ရောက်ရှိလာခဲ့တာပါ။အဲ့ဒီ fighter ကကမ္ဘာကျော် MMA fighter တွေကိုမွေးထုတ်ပေးတဲ့ Dagestan ဒေသက fighter ဖြစ်တဲ့ lightweight တန်းမှာထိုးတဲ့ fighter professional fighter ဘွားထိုးပွဲဆိုင်ရာမှတ်တမ်းအဖြစ်အများကြီးမရှိသေးပေမဲ့အပြော်တန်း fighter ဘွားမှာတော့22ပွဲထိတောင်ထိုးထားတဲ့သူ သူ့ရဲ့နေပြတွေအများစုကတော့ဒီ fighter ကို မကြခင် UFC ရောက်လိမ့်မယ်ဆိုပြီးတော့ထင်ကြီးတွေပေးထားကြတာပါအဲ့ဒီ fighter က Fury Fight Championship မှာလာထိုးတဲ့ဆိုကြဲက UFC ကိုသွားကြံလို့ဆိုတာထင်ရှားပါတယ်ဘာဖြစ်လို့လဲဆိုတော့ UFC နဲ့ Fury Fight Championship အကြားကအတော်ကိုရင်းနှီးမှုရှိတာပါ။တနည်းဆိုရရင် Fury Fight Championship ဆိုတာ UFC ကို Fighter တွေတင်ဖို့နှိုင်ဖို့အတွက်လက်ရည်စစ်ပေးတဲ့ Promotion တစ်ခုလို့တောင်ပြောလို့ရပါတယ်။ ဂျိုရှွာဘန်ကိုတိုင်းလည်းအဲ့ဒီလိုပုံစံမျိုးနဲ့ UFC ကိုရောက်ရှိလာခဲ့တာပါဒါကြောင့်မို့ online set နဲ့အတူတူပါလာတဲ့ Dagestan Fighter ကလည်းအဲ့ဒီရွေချယ်မျိုးနဲ့ Fury Fighting Championship မှာလာရောက်ထိုးသက်တယ်လို့ယူဆလို့ရပါတယ်။တစ်ချိန်တည်းမှာပဲကျွန်တော်ဆက်ဆက်ပြီးစဉ်းစားမိခဲ့တဲ့အချက်က online set နဲ့ Joshua Ban တို့မတွေ့ကြဘူးလားဆိုတဲ့မေးခွန်းကိုပါ။ဘာဖြစ်လို့လဲဆိုတော့ Joshua Ban ကိုယ်တိုင်လည်းတက်ဆက်မှာနေတယ်။ Fury Fighting Championship ရဲ့ Gunwan Fighter ဖြစ်လက်နဲ့ခံထားရတဲ့သူ လောလောဆယ်အောက်လိုက်ဆန်လာရောက်တဲ့အနေအထားမှာသူတို့နှစ်ယောက်တွေ့ဆုံဖို့ကောင်းနေဆိုပြီးကျွန်တော်ကယုံကြည်မိလို့သူတို့ရဲ့ social media အကောင့်တွေကိုဒရက်ဆက်မှွေနောက်နေခဲ့တာပါဒါပေမဲ့သူတို့နှစ်ယောက်တွေ့ဆုံကြရတဲ့ဆိုတဲ့ footage မျိုးတော့မတွေ့ခဲ့ဘူးဒါကြောင့်လည်းကျွန်တော်က online sam fury fighting championship ကိုရောက်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့ပဲ state တဲ့အရင်ဆုံး facebook ပေါ်မှာရေးနိုင်ခဲ့တာပါကျွန်တော် state တဲ့ရေးပြီးလို့မကြခင်မှပဲသူနဲ့ online sam တို့တွေ့တဲ့ပုံရိပ်တွေစပြီးတင်လာပါတယ် အဲ့ဒီခိုက်တန်းမှားကလေးကအတိတ်နဲ့အနာဂတ်ကပြစ်ဆုံးပံမှာတဲ့တဲ့ကြီးတွေးကြတယ်ဆိုတဲ့အတိတ်ဘက်ကပြေဝပေါ်လွန်လာတာပါကျွန်တော်တို့အတွက်တော့ online ဆန်းဟာအတိတ်မှာတော့အမြင့်ဆုံးအောင်မြင်မှုတွေရယူခဲ့တဲ့ fighter ကြီး Ganwon fighter ကြီးကျွန်တော်တို့ပြည်တပ်တွေရဲ့ရင်တဲကို MMA မျိုးစေ့ချပေးခဲ့တဲ့ fighter ကြီးဖြစ်ပါတယ်။တစ်ဖက်က Joshua Ban ကတော့ကျွန်တော်တို့ရဲ့အနာဂတ်မျှော်လင့်ချက် fighter ပါ။ ကမ္ဘာအကောင်းဆုံး promotion UFC မှာတောင်ထိုးသက်နေတယ်။ကမ္ဘာပေါ်က MMA ပြည်သက်တွေကလည်း Joshua Ban ကိုအမြင့်ဆုံးအောင်မြင်မှုတွေအထိရယူနိုင်မဲ့ fighter တစ်ယောက်ဆိုပြီးမှတ်ချက်ပေးကြတယ်။ဒါကြောင့်မို့လို့ကျွန်တော်ကအတိတ်နဲ့အနာဂတ်လက်ရှိပြစ်စုံပန်တဲ့တဲ့မှာစုံစည်းကြတယ်ဆိုပြီးပြောဆိုမိတာပါ။ဒီ fighter နှစ်ယောက်တွေ့တဲ့အနေအထားကတလောက်နဲ့တည်းရပ်တန့်သွားတာမဟုတ်ပါဘူး။ online စံတို့တစ်ဖွဲ့လုံးက Joshua Ben ရှိရာ4 on fight club ကိုလာရောက်ပြီးအတူတူပြင်ဆင်လေ့ကျင့်မှုတွေကိုတောင်လှုပ်ဆောင်သွားခဲ့ပါတယ်။ နောက်ဆုံးဂုံဂုံပြောရရင်ဂျိုရှွာပန်နဲ့အောင်လိုက်ဆန်တို့ဟာအတူတူပူးတွဲလေးကျင့်မှုတချို့တောင်လှုပ်သွားခဲ့ပါတယ်။ကျွန်တော်မြန်မာပြည်သက်တွေအတွက်တော့ဒီဗီဒီယိုကိုကြည့်ရင်ရေမက်ထဲမှာပီတိတွေဖြစ်ရတဲ့အခိုက်အတန့်မျိုးလို့တောင်ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့အမြင့်ဆုံးမျှော်လင့်ချက် fighter နှစ်ယောက်ကအပြစ်မှာတကယ်တွေ့ဆုံတယ်အပြစ်မှာတလို့ရင်းနှီးနှီးနဲ့ညီကိုတွေလိုနေကြတာကျွန်တော်ပြိတ်သက်တွေနဲ့အတော်ကိုကြည်နူးဖို့ကောင်းတာပါဒီအကြောင်းအရာလေးကိုကျွန်တော်ကမှတ်တမ်းတင်ခြင်းလို့ဒီဗီဒီယိုတင်ဆက်လိုက်တာဖြစ်ပါတယ် အကြောင်းအရာကိုပြန်ပြီးဆက်ဆက်ရမယ်ဆိုရင်တော့သူတို့မြောက်တွေ့ဆုံခဲ့တဲ့အခိုက်အတန့်တွေကတကယ်ကိုပြည့်ပြည့်စုံခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ online ဆက်နဲ့အတူတူလာရောက်ထိုးသက်ခဲ့တဲ့ Dagestan Fighter ကလည်း Fury Fighting Championship ကကျင်းပတဲ့ Fury 104ပြိုင်ပွဲမှာပထမအကြိမ် TKO နဲ့နိုင်ပွဲရယူသွားပါတယ်။အဲ့ဒီပြိုင်ပွဲမှာ Joshua Ban ရဲ့အနိကက်လေးကျင်ပေါ် Auden Korea နဲ့ပါဝင်ထိုးသက်ခဲ့တယ်။ Korea ကလည်းဒုတိယအကြိမ် TKO နဲ့ပဲနိုင်ပွဲရယူသွားခဲ့ပါတယ်။ ဒါကြောင့်မလို့သူတို့နဲ့ဆက်ဆက်နေတဲ့ fighter နှစ်ယောက်စလုံးနဲ့နိုင်ပွဲရယူသွားတယ်။မြန်မာပြည်ကနေထွက်ပေါ်လာခဲ့တဲ့နာမည်ကြီး MMA fighter နှစ်ယောက်ထိတ်တိုက်တွေ့ဆုံတဲ့အခိုက်အတန့်မှာပြီးပြည့်စုံတဲ့အပေါင်းလက္ခဏာတွေအများကြီးဆောင်းသွားခဲ့တယ်လို့ပြောလိုက်ချင်ပါတယ်ခင်ဗျာ။ခုနကအကြောင်းအရာကပေါ့နော်ဒီပြီးခဲ့တဲ့ရက်ပိုင်းတွင်းကလေးကကျွန်တော်လှုပ်ထားခဲ့တာ YouTube ကပြည်သက်တွေကိုခြားပြဖို့ရည်ရွယ်ထားတာဖြစ်ပေမဲ့မနေ့ကတော့ကျွန်တော်လည်းအလုပ်တွေတိတ်မအားလို့ပြည်သက်တွေကိုခြားမပြနိုင်ခဲ့ဘူး။ဒါကြောင့်မို့လို့ဒီကနေ့ဗီဒီယိုမှာတော့စောစောစီစီအဲ့ဒီအကြောင်းအရာကိုခြားပြမိတာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဒီတစ်ပတ်တောက်ကြတဲ့ညပိုင်းမှာဝင်ရောက်ထိုးတက်မဲ့မြန်မာဖိုက်တာတွေနဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုပြောချရအောင်မှပြည်သူများခင်ဗျာဝမ်ချန်ပီယံရှစ်ကဒီတစ်ပတ်တောက်ကြတဲ့ညပိုင်းမှာတော့135 one done ပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ပါတယ်ဒီပြိုင်ပွဲမှာကျွန်တော်တို့မြန်မာကိုစားပြုဖိုက်တာ၂ယောက်ဖြစ်တဲ့စူပါအေဂျင့်နဲ့ထွန်းမင်းအောင်တို့ပါဝင်ရှင်ပြိုင်ထိုးသက်ကြမှာပါဖိုက်တာနှစ်ယောက်စလုံးဟာဒီပြိုင်ပွဲမှာဝင်ရောက်ထိုးသက်ဖို့အတွက်ဘန်ကောက်ကိုရောက်ရှိနေပါပြီ ူပါအေဂျင့်ကတော့ဟိုတနေ့ကလေးကလာရောက်တဲ့ဆိုတဲ့အကြောင်းကိုမန်နေဂျာကိုဖြိုးဝေက post တင်ပြီးပြည်သက်တွေကိုအသိပေးခဲ့ပါတယ်။ဒီပွဲပြင်ဆင်တဲ့အပိုင်းမှာစူပါအေဂျင့်ကဘလောက်ထိအာရုံစိုက်ထားတယ်ဆိုတဲ့အကြောင်းလေးကိုလည်းပြောပြချင်ပါတယ်။စူပါအေဂျင့်ဟာသူ့ရဲ့တွဲဆိုင်ကို1ချမြင့်ရှစ်ဘက်ကတရားဝင်ချမှတ်ပြခဲ့အချိန်ကလေးကနောက်ပွဲအတွက်သက်မှတ်ဝိတန်းတွင်ဝင်ရောက်နိုင်ပြီဆိုပြီးသူ့ရဲ့ mind day story ကနေတဲ့ဆင့်ပြည်သက်တွေကိုအသိပေးခဲ့ပါတယ်။ အဲ့ဒီအချိန်ကကျွန်တော်တောင်စူပါရီဂျန်ပွဲလာတော့မယ်ဆိုပြီးပြိသက်တွေကိုပြောပြခဲ့သေးတာပါစူပါရီဂျန်နဲ့မူကာစီတိုတို့ထိုးမဲ့ပွဲက138ပေါင်းမွေထိုင်းပွဲကောင်းဆက်အောက်ကနေဖြစ်ပါတယ်စူပါရီဂျန်ကတော့လွဲဆိုင်ကိုတရဝင်6မပြခင်အချိန်ကလေးကဝိတ်တန်းလွန်ဝင်ရောက်နေပြီဖြစ်တဲ့အကြောင်းကိုပြိတက်တွေကိုအသိပေးခဲ့တာပါဒီအကြောင်းအရာကိုကြည့်မယ်ဆိုရင်မဒီဖိုက်တာလေးကဒီပွဲအတွက်ဘယ်လောက်ထိအာရုံစိုက်ထားလဲဆိုတာပေါ်လွင်နေပါတယ် ပုံမှန်အဖြစ်တော့ Fighter အများစုကအနိကရောက်မှဝိတ်ချချတာများပါတယ်။ Super Agent ကတော့တရားဝင်ပွဲမချပြခင်အချိန်ကလေးကသက်မဝိတ်တန်းတွင်ဝင်ရောက်ဖို့နိစ္စနေပြီးဆိုပြီးကိုပြောပြထားတာပါ။သူကဒီပွဲအတွက်အဲ့လောက်ထီကိုအာယုံစိုက်ထားတာဖြစ်ပါတယ်။သူရဲ့ပြိုင်ဘက်ဖြစ်သူမူကာစီတိုကတော့မနေ့ကပဲဘန်ကောက်ကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။ဒီနေရာမှာပွဲကစားချိန်လည်းနီးနေပြီးဖြစ်လို့ဒီဖိုက်တာနှောင့်နဲ့ဆက်ဆက်နေတဲ့အကြောင်းအရာလေးတွေကိုပြောပြခြင်းပါတယ်။ ဒီ fighter နှစ်လုံးဟာ135စစ်မြတ်ထက်မှာစုစုပေါင်း3ပွဲစီထိုးသက်ထားပြီးပါပြီ။မူဂါစီတိုကနှစ်ပွဲနိုင်တစ်ပွဲရှုံးနှစ်ကြိမ်ဘောနပ်စုဆွတ်ခူးထားပါတယ်။စူပါအေဂျန်ကတော့တစ်ပွဲနိုင်နှစ်ပွဲရှုံးရှုံးတဲ့နှစ်ပွဲကလည်းအကျိတ်နယ်တွေကစားပြီးမှရှုံးနိုင်ထားသူပါ။မြန်မာဖိုက်တာတွေထဲမှာဆိုရင်စူပါအေဂျန့်ကဘောနပ်စုတောင်းတစ်ချိန်တစ်ခါမှရယူထားသူမဟုတ်ပါဘူး။ သို့တော်လည်းသူကွန်းတွင်ချပြထားတဲ့စွမ်းဆောင်ရည်တွေကြောင့်မြန်မာပြည်သက်ဝင်းရံမှုအခိုင်အမာရှိတဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ဒီညမှာစူပါရီဂျန်အနေနဲ့မူကာစီတိုကိုရှော့တွက်လို့မရတဲ့အကြောင်းရင်းများစွာရှိပါတယ်။မြန်မာပြည်သက်အများစုကလည်းဒီပွဲမှာစူပါရီဂျန်ပွဲမချောင်မှုဆိုပြီးမှတ်ချက်တွေပေးနေကြတာပါ။ကျွန်တော်ကတော့ပြိုင်ပနဲ့ပတ်သက်လို့စူပါရီဂျန်အနေနဲ့ထင်ကြီးဖို့လည်းမလိုသလိုရှော့တွက်လို့လည်းမရဘူးဆိုပြီးပြောလိုက်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မူဂါစီတိုရဲ့စွမ်းဆောင်ရည်တွေကိုကြည့်ပြီးဒီလိုပုံစံမျိုးပြောတာဖြစ်ပါတယ်မူဂါစီတိုဟာ2023ခုနှစ်မတ်လပိုင်းမှာတော့ကဂျပန်ကကစ်ဘောက်စင်ပရိုမိုးရှင်းတစ်ခုမှာ lightweight dan champion ကပတ်သိမ်းပိုင်နိုင်ခဲ့သူပါအဲဒီနောက် 135cm ဆင်းမြင့်တဲ့အထိခြေဆံပြီးပထမဆုံးကလကအဖွင့်ပွဲစတင်ထိုးသက်ခဲ့ပါတယ်သူနဲ့ပထမဆုံးပွဲစပြီးကလကဖွင့်ထိုးခဲ့ရတဲ့ fighter ကကျွန်တော်မြန်မာပြည်သက်တွေနဲ့စိတ်ကားတဲ့သူမဟုတ်ပါဘူး သူဟာမလေးရှားဖိုက်တာကာဘီလန်နဲ့စတင်ထိုးသက်ခဲ့ရတာပါဒီဖိုက်တာကထိုးမနိုင်တဲ့နှစ်ကြိမ်တိတိတွေ့ဆုံခဲ့ပြီးနှစ်ကြိမ်စလုံးအနိုင်ရထားသူဖြစ်ပါတယ်အဲ့လိုဖိုက်တာမျိုးကိုမူကာစီတိုကအမှောက်သိပ်ပြခဲ့တာပါကလကာဖွံ့ဖွဲမှာတဲ့ဘောနပ်စုကိုထိုက်ထိုက်တန်တန်ဆွခုနိုင်ခဲ့သူဖြစ်ပါတယ်အဲ့ဒီနောက်ဂျပန်ကနောက်ထပ် promotion တစ်ခုမှာ super lightweight dan champion ကပတ်ကိုဆက်လက်သိမ်းပိုက်ခဲ့ပါတယ် 1 Friday Fight စင်မြက်ထက်မှာလဲနောက်ထပ် Brazil Fighter တယောက်ကိုထပ်မံအမှောက်သိပ်ပြကဘောနက်ဆုထပ်မံဆွတ်ခူခဲ့သူပါမူဂါစီဒိုဟာအဲမွေနဲ့ထိတ်တိုက်မတွေ့ခင်အချိန်ထိဆက်တပွဲဆက်တိုက်အနိုင်ယူပြခဲ့သူဖြစ်ပါတယ်ဂျပန်ပြည်တွင်း promotion နှစ်ခုကချင်းမြက်နဲ့ချန်ပီယံကပတ်တွေကိုလဲကင်ဆောင်နိုင်ခဲ့သူပါအဲနောက်အဲမွေနဲ့အတွေ့မှာတော့မထစ်မှတ်ဖဲရှုံနေသွားခဲ့ပါတယ်ဒါကြောင့်လေသူဟာအမွေနဲ့မကြေပွဲထိုးခြင်းတဲ့အကြောင်းကိုဒစာစာနဲ့ကြွေးကြော်ခဲ့သူပါ။ လူနဲ့အမွေတို့ထိတ်တိုက်တွေ့ခဲ့တဲ့ပွဲကဇန်နဝါရီလကဖြစ်ပါတယ်။အဲ့ဒီပွဲနောက်ပိုင်းသူကဂျပန်ကပြည်တွင်း promotion တစ်ခုမှာထိုင်းမြိုင်ဘက် fighter တယောက်နဲ့ထပ်မံထိုးသက်ခဲ့ပါတယ်။အဲ့ဒီ fighter ကလည်း155ပြန်ပွဲအတွေ့အကြုံရှိထားတဲ့သူပါ။မူဂါစီဒိုကအဲ့လို fighter ကိုပထမချီ KO နဲ့ထပ်မံအနိုင်ယူပြထားပါတယ်။အဲ့လိုမှတ်တမ်းကောင်းတွေနဲ့ super agent နဲ့ပွဲကိုသူကချင်းကလာတာပါ။ ဒါကြောင့်မလို့ယုံကြည်မှုပိုင်းအရပြောရမယ်ဆိုရင်အမြင့်ဆုံးအထိရှိနေမှသိကြပါတယ်။သူဟာလက်ရှိ professional fighter ဘဝမှာစုစုပေါင်းနိုင်ပွဲ20အထိရယူထားပါတယ်။အဲ့ထဲက73ပွဲကို knockout ရလက်တွေနဲ့အနိုင်ယူပြခဲ့တာပါ။ရှုံးပွဲကတော့9ပွဲအထိရှိထားပြီးတရေပွဲ2ပွဲပိုင်ဆိုင်ထားတယ်လို့သိရပါတယ်။တချိန်တည်းမှာစူပါအေဂျင့်နဲ့ပွဲမှာလဲဒူအော်တိုင်းပုံစံမျိုးနဲ့ကစားမဲဆိုပြီးကြွေးကြော်ထားပါတယ်။ ိုတနေ့ကတော့စူပါအီဂျန်ကိုအမှောက်သိပ်ပြမယ်ဆိုတဲ့အကြောင်းကိုသူ့ရဲ့ statement မှာတောင်းတင်ထားခဲ့တာပါမူဂါစီတိုရဲ့ကစားပုံပိုင်းကိုပြန်ပြီးပြောရမယ်ဆိုရင် Deep Fighter ကအမြင့်ကန်ချက်တွေလည်းကောင်းတယ်လို့အောက်ခြေ Locket တွေလည်းအတော်လေးကောင်းပါတယ်။ဒါအပြင်လက်သီးတွဲလုံးတွေလည်းထုတ်သုံးနိုင်သူဖြစ်ပြီးအနည်းငယ် Drone ရိုက်ချက်တွေလည်းကောင်းတဲ့သူပါ။ပြောရရင်ထိုးပုံထိုးပုံစုံတဲ့ Fighter တစ်ယောက်လို့ဆိုလို့ရပါတယ်။ သူ့ရဲ့ကစားပုံကပြိုင်ဘက်ကိုဖိအားပေးတဲ့ပုံစံမျိုးတော့ကစားတာမဟုတ်ပါဘူး။တေချာကဲခတ်ပြီးမှသူ့ပိုင်နဲ့ထင်မှဝင်ပြီးဘုံတာပါ။သူ့ပိုင်နဲ့ထင်နေဆိုရင်တော့အပြန်လန်ထိုးချက်တွေနဲ့အိတ်ချင်းလို့ရမှာကိုလည်းဝင်လေတဲ့သူမဟုတ်ပါဘူး။ဒါကြောင့်မလို့စူပါအေဂျင့်အနေနဲ့မူကာစီတီကိုဘယ်လိုပုံစံမျိုးနဲ့တုံ့ပြန်ပြမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျွန်တော်တို့ရဲ့ Fighter Super ကြီးကလည်းပွဲခင်းချင်းပေါ်မူတည်ပြီးလိုက်ရောညီတွေပြောင်းလဲညှိယူကစားတတ်တဲ့ဆိုတဲ့အကြောင်းကိုဆန်ကာတစ်နဲ့ပွဲမှားတော့ကချပြထားပြီးပါပြီ။ဒါအပြင်ပွဲသိမ်းလို့ရတယ်လို့သူကထင်မှတ်လိုက်တဲ့တပြိုင်နဲ့အပြန်လဲအိတ်ချိတ်လုပ်ပြီးပွဲသိမ်းရတဲ့ဆိုတဲ့အကြောင်းကိုလည်းဒန်းနဲ့ပွဲမှားတတ်သေးထူခဲ့ပြီးပါပြီ။ဒါကြောင့်မို့လို့စူပါရီဂျန်နဲ့မူကာစီတိုတို့ပွဲအခင်းချင်းကအစောပိုင်းမှာတော့အပြန်အလှန်ကဲခတ်တဲ့ပုံစံမျိုးနဲ့အနေအေးပွဲရှိပါတယ်။ သို့သော fighter နှစ်ယောက်စလုံးကသဘောပေါက်သွားတဲ့တပြိုင်တည်းအပြန်လန်ထိုးချက်တွေနဲ့အချင်းလုံးကြတဲ့ခိုက်တန့်တွေကိုလည်းမြင်ရပွေရှိပါတယ်။အပြန်လန်ထိုးချက်တွေနဲ့ play ကြရင် bay fighter ကပုံပြီးအကျော်မှလဲဆိုတဲ့ပုံစံမျိုးနဲ့ဖြေထုတ်ကြပွေရှိတယ်လို့ကြိုပြီးခံမှန်းထားကြပါတယ်ခင်ဗျာ။ပြည်တယ်များခင်ဗျာ။135ဝန်တန်ပြန်ပွဲမှာပဲနောက်ထပ်ပါဝင်ထိုးသက်မဲ့ထွန်းမဲအောင်ကလည်းမနေ့ကပဲဘန်ကောက်ကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ သူ့ရဲ့ဘေးမှာတော့သူ့ရဲ့စီနီယာအကိုကြီးတွေဖြစ်တဲ့ထွန်းထွန်းမင်းနဲ့ထွန်းမင်းနိုင်တို့ကလိုက်ပါလာခဲ့ပါတယ်ထမေအောင်ဟာပြီးခဲ့တဲ့ပွဲရှုံးပြီးကတည်းက2025ခုနှစ်အတွင်းပထမဆုံးကြိမ်ပြန့်လက်ခွင့်ရရတာပါဒီလိုခွင့်ရရတဲ့အနေအထားမှာ MFC ကသူ့ရဲ့ပွဲကိုတောင်ဖြတ်ပြီးတော့ဒီပွဲကိုလက်ခံထားတာဖြစ်ပါတယ်ပြိုင်ဘက်ဖြစ်သူကတော့ထိုင်းက regional အဆင့် promotion တွေမှာစက်တိုက်ကျင်လည်ပြီးနိုင်ပွဲတွေစက်တိုက်ရယူထားသူဖြစ်ပါတယ် ထမင်းအောင်ပြိုင်ဘက်အကြောင်းအနေချင်းပြောရရင်ဒီ fighter ကရန်လိုတဲ့ပုံစံမျိုးနဲ့ aggressive ဆန်ဆန်ကစားတာတော့မဟုတ်ပါဘူး။ဒါပေမဲ့ထိုးပုံထိုးပေါက်စုံလင်တယ်လို့ပညာရဲ့ပိုင်းကလည်းအတော်လေးကြွယ်ဝတဲ့ fighter ပါ။လိုအပ်ရင်သူ့ရဲ့ကစားပုံကိုအမျိုးမျိုးပြောင်းလဲကစားပြနိုင်စွမ်းရှိပါတယ်။ WAN Championship နဲ့နှိစက်တဲ့ promotion တွေဖြစ်တဲ့ LWC Super Chan Fighter Fight ပြိုင်ပွဲတွေမှာသူကနိုင်ပွဲတွေစက်တိုက်ရယူပြီးဒီစင်မြင့်ထက်အထိတက်လန်းလာတာဖြစ်ပါတယ်။ ထမင်းအောင်နေနေတော့နောက်ဆုံးဘွဲ့လဲထုတ်ခံလိုက်ရပြီးတဲ့ကပြီးတွန်းကလက်ဝဲပြိုင်ပွဲတွေမှာဘလောက်ထိလက်ရည်စမ်းဝင်ရလဲဆိုတဲ့အချက်ကအဓိကစကားပြောပွဲရှိပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ fighter line မျိုးဒီပွဲမှာတော့ပြန်ပြီးနိုင်ပွဲရှာတွေ့စေချင်ပါတယ်။ Celebi One Championship ကမြင်းမြိုင်ဆိုင်ဆိုင်ခန်းခန်းနာနာနဲ့ကျင်းပမဲ့ One Fury Fight ပြိုင်ပွဲတစ်ပွဲအကြောင်းကိုပြောပြချင်ပါတယ်။ အဲ့ဒီပြိုင်ပွဲအကြောင်းကိုပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလုံးကကျွန်တော်တို့မြန်မာပြည်သက်တွေကိုကျွန်တော်ကချပြထားခဲ့ပြီးပါပြီ။လာမယ့်ဇွန်လ28ရက်နေ့တောက်ကြနေ့ညနေပိုင်းမှာ135ပြိုင်ပွဲကိုတန်ဖိုးကပြိုင်ပွဲပုံစံမျိုးနဲ့ကျင်းပမယ်ဆိုတဲ့အကြောင်းကျွန်တော်ကအစောကြီးကတည်းကတင်ဆက်ခဲ့တာပါ။အဲ့ဒီပြိုင်ပွဲမှာဘယ်မြမဖိုက်တာတွေရဲ့တွဲဆိုင်တွေပါဝင်လာမလဲဆိုတဲ့ပုံစံမျိုးနဲ့ပြည်သက်တွေကိုခြားပြခဲ့တာဖြစ်ပါတယ်။ ပုဒနေကတော့ဝမ်ချမ်ပီယံရှစ်ကအဲ့ဒီပြိုင်ပွဲမှာပါဝင်လာမဲ့အဓိက တွဲဆိုင်နှစ်ခုကိုတရရဲ့ဝင်ချပြလိုက်ပါပြီ။အဓိကကောင်းမွဲကြီးဖြစ်တော့တိုက်ကမွေထိုင်းမှာပြင်ဆင်လေ့ကျင့်နေတဲ့ဖိလစ်ပီးလိုဘိုနဲ့ Asian Time Fighter Guladan B ရဲ့ Ut Thaino ကထိုးသက်ကြမှာဖြစ်ပါတယ်။ဒီပွဲက Chronica ပြည်သက်တွေအနေနဲ့အဓိကစောင့်ကြည့်အားပေးရမယ့်ပွဲစဉ်မျိုးဖြစ်ပါတယ်။ဖိလစ်ပီးလိုဘိုဟာနောက်ဆုံးထိုးသက်ခဲ့တဲ့ပွဲမှာတော့က Asian Time Fighter တယောက်ဖြစ်တဲ့ Samet Page ကိုအနိုင်ယူထားသူပါ။ ဂူလာဒန်ဘီရဲ့ဦးထိုင်းကတော့ဝမ်ချင်မြင်ရှက်ကစာချုပ်ကြီးမရသေးပေမဲ့စွမ်းဆောင်ကောင်းတွေစက်တိုက်ချပြပြီးစာချုပ်ကြီးရတဲ့ဖိုက်တာတွေကိုအနိုင်ယူပြနေသူဖြစ်ပါတယ်။သူဟာဆူအာဖလက်ကိုလည်းအနိုင်ယူပြခဲ့ပြီးအဲ့ဒီနောက်ဂျွန်လန်နကာကိုပါထပ်ပြီးအနိုင်ယူပြခဲ့တာပါ။နောက်ဆုံးကစားခဲ့တဲ့ပွဲမှာတော့တူရကီဖိုက်တာကိုတောင်းအနိုင်ယူထားသူဖြစ်ပါတယ်။ဒီပွဲက Asian Time ပြည်သက်တဲ့အများစုစိတ်ဝင်စားချမဲ့ပွဲမျိုးလို့ပြောလို့ရပါတယ်။ ရော်နီကာရဲ့ပြည်သက်တွေဘာလို့စောင့်ကြည့်အားပေးတဲ့လဲဆိုတဲ့အကြောင်းအရာကိုပြန်ပြီးချိန်ဆက်ရမယ်ဆိုရင်ဖလပီလိုဘိုဟာရော်နီကာပထမဆုံးနိုင်ပွဲရဖို့အတွက်အဓိကအစိတ်ပိုင်းတစ်ခုနေရာကနေပါဝင်ကူညီခဲ့သူမှုဖြစ်ပါတယ်ဒီအကြောင်းကိုကာယကရှင်ဘရိုနီကာကိုတိုင်ကဂျူနီယာကိုအနိုင်ယူပြတဲ့ပွဲပြီးမှပဲအခုလိုပြည်သက်တွေကိုပြောပြခဲ့သေးပါတယ်။ဘလို့ပုံစံမျိုးပြောင်းလဲလဲဆိုတော့အတိတ်က clean sheet ကိုကျွန်တော်ပို့ပြီးတော့ဦးစားပေးတယ်ဒီတပွဲမှာ။ဘာဖြစ်ဆိုအရင်တပွဲကကျွန်တော် clean sheet ကြောင့်တည်းအချုပ်ဆိုကြောင့်ကျွန်တော်ရန်ခံရတယ်။ အဲ့ဒီတစ်ခုရယ်ပြီးတော့ဒုတိယတစ်ခုကျတော့တက်လွန်ပိုင်းတက်လွန်ပိုင်းရယ်ပြီးတော့ကျွန်တော်ကဘယ်လိုပြောမလဲတက်ခနစ်ပိုင်းမှာလည်းကျွန်တော်ပြင်ဆင်လာတယ်တက်ခနစ်ပိုင်းမှာကျွန်တော်ကဒီ senior one championship ကဒီလိုဘိုဒီ brazil အေးအကူကြီးနဲ့ကျွန်တော်ပတ်တိုင်းတူတူသွားတယ်ဆိုတော့ဟိုသူလည်းပြောတယ်ကျွန်တော်ရဲ့ပြိုင်ဘက်ကိုကြည့်တယ်ဘလို့လောက်မလဲအဲ့ဒါသူကအရင်စိတ်ရှည်တယ်ကျွန်တော်ပုံမှာဆိုအဲ့ဒီတခုလဲကျွန်တော်တို့တေရှာလောက်တယ်ပြီးတော့ကျွန်တော်တို့ဒီတခြားဂျပန်ဖိုင်တာနဲ့လဲဟိုတူတူကျွန်တော်တို့တက်လုံကောင်းဖို့ အရင်တော့ဆိုဒီတိုင်းပဲပြည်တယ်တော်မှန်လို့ပဲပြည်တယ်အခုကကျွန်တော်တို့အဲ့လိုမဟုတ်ဘူးねသူတို့ကကျွန်တော်တို့ထက်စီနီယာကြဆိုတော့ဘယ်လိုလုံးတက်လုံရမလဲပွဲမှာသူတို့ကကလုံး mindset ကစားသူတို့တွင်ပြည်တယ်ကျွန်တော်ဒီပွဲမှာတမနစ်လောက်ကိုကြည့်မယ်ကြည့်ပြီးလို့ရှိရင်နမနစ်ကိုယုံနိုင်ပုံလောက်အရင်တော့ကျွန်တော်တို့အဲ့ဒါတွေလည်းမသိဘူးပြန်ပဲ့ရဲ့အခြေအနေလည်းကျွန်တော်တို့မသိဘောင်း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 ဆိုပြီးပြီးအဲ့လိုမျိုးဆိုတော့အခုကအဲ့လိုမဟုတ်ဘူးအပြန်ပဲ့ရဲ့အလာကိုကြည့်မယ်ပြန်ပဲ့ရဲ့အခြေအနေကိုကြည့်မှပဲ ိုအင်နာအားနဲ့ချအဲ့လိုမျိုးသူကအဲ့ဒါကြီးလည်းသူအရန်တင်ပြီးတော့ကျွန်တော်ဒီတပွဲမှာစိတ်အီအီနဲ့လုံနိုင်ခဲ့တော့ဒါလို့ဆိုရင်ဖိလပိလိုဘိုကဗရိုနီကာနိုင်ပွဲပြန်ရဖို့အတွက်ဘလောက်ထိစွမ်းကုန်ကူညီခဲ့လဲဆိုတာပြည်သက်တွေလည်းသဘောပေါက်လာပါပြီ။ဒါကြောင့်မလို့ကျွန်တော်မြန်မာပြည်သက်တွေအနေနဲ့ဒီပွဲမှာဖိလပိလိုဘိုဘက်ကနေဝင်းရံကြားတင်တယ်လို့ကျွန်တော်ကစွဲထုတ်မိတာပါ။ကိုမိမ့်မွဲအဖြစ်တော့နောက်ထပ်ခက်ပိပိနဲ့ထိုးရတဲ့ဖိုက်တာနှစ်ယောက်ကိုထိတ်တိုက်တဲပေးထားပါတယ်။ အဲ့ဒီဖိုက်တာတွေကချိုးလုံးကိုအနိုင်ယူထားတဲ့ဆက်ဆန်းနဲ့နောက်ထပ်ခက်ပြေးပြေးထိုးတဲ့မွန်ထိုင်းတို့ဖြစ်ပါတယ်။ဒီဖိုက်တာတွေကပေါင်140ကက်ချ်ဝိတ်တန်းခေါင်းဆန်အောက်ကနေထိုးမှာပါ။တကယ်တော့ဒီတွဲဆိုင်ကဖိုင်းကျိတ်တက်တွေအကြားမှမြင်ကျင်နေကြတာကြာပါပြီ။ချိုးလုံးကကားအက်ဆီဒင့်ဖြစ်ပြီးနှုတ်ထွက်လိုက်တဲ့အချိန်ကအဲ့ဒီနေရာကိုမွန်ထိုင်းနဲ့အစားထိုးတဲ့နဲ့ဆိုပြီးပြိတက်တွေအားလုံးကတညီတညွတ်ထဲနဲ့မဲပေးခဲ့ကြတာပါ။ ခုတော့ promotion ဘက်ကတရားဝင်အကောင့်ထဲပေါ်လာအောင်ဖန်နီးလိုက်ပါပြီဒီပွဲကလည်းပြည်သက်တွေအတွက်လုံးဝပြင်းစရာကောင်းမဲ့ပွဲမျိုးမဟုတ်ဘူးဆိုတာတော့ကြိုပြီးအာမခံထားရဲပါတယ်ခင်ဗျာဆလဘီရူရူအိုမာကင်းကိုရှုံးကျွေးပြန်ဆက်ပြဖို့လက်တွေရနိုင်ပြီးဆိုပြီးကြွေးကြော်လိုက်တဲ့မာလကင်းဆိုတဲ့အကြောင်းအရာကိုပြောပြချင်ပါတယ် promotion ဘက်ကဒီတွဲဆိုင်နဲ့ပတ်သက်လို့တော့အခုထိတရားဝင်ချပြလာခြင်းမရှိသေးပါဘူး သို့သောဝမ်ချမ်ပီယံရှစ်နဲ့နှိစက်တဲ့သူတွေအကုန်လုံးကတော့ရူရူအမကင်းနဲ့မာလီကင်တို့ဟာဟက်ဝေးတန်းခေါင်းဆက်အောက်ကနေမကြေဝဲပြန်ပြီးစော်ကြမယ်ဆိုပြီးပြောဆိုနေကြပါတယ်။ဂိုက်ဂိုက်ရှစ်ဖိုက်တာနှစ်ယောက်စလုံးကလည်းအဲ့ဒီမကြေပွဲအတွက်ပြင်မှတ်ထားပြီးလက်ရှိမှာပြင်ဆင်မှုတွေကိုစီလှုပ်ဆောင်လျက်ရှိပါတယ်။မလကင်ကတော့ဒီတစ်ခါမကြည့်ဝဲပြန်တွေးကြမယ်ဆိုရင်ရူရူအိုမာကင်းကိုအမောက်သိပ်ပြသွားမယ်အကြောင်းအခုလိုတောင်းကြွေးကြော်သွားခဲ့ပါတယ်။မကြည့်ပွဲကကျွန်တော်အဖြစ်ချင်းဆုံးနဲ့အလိုချင်းဆုံးအရာပါ ်ဒေကြပေါက်လည်းဖြစ်လာပါလိမ့်မယ်လက်ရှိမှာ heavyweight တန်းတစ်ခုတည်းကိုပဲအပြည့်ဝအာရုံစိုက်နေပါပြီ weight တို့ short လောက်ပြီးထိုးရတာတွေကို လုံးဝလုံးအောင်မှမဟုတ်ပါဘူးပြည်သက်တွေကိုအရင် interview တွေမှာကလေးက grip ပေးခဲ့ပါတယ်အခုလည်းထပ်ပြီး grip ပေးခြင်းနေပါတယ်မချေပွဲမှာ ruru ဆိုတဲ့ကောင်းကိုအမှောက်သိပ်ပြမှာပါလုံးဝအလဲတော့နဲ့ရှုံကျွေးပြန်ဆက်ပြမဲ့ပွဲမျိုးပါပဲလို့ကြုံဝါသွားခဲ့ပါတယ်။ပြီးတယ်များခင်ဗျာ။ ရိုင်းနီယာဒီရတာကဘိုနဂေကိုအနိုင်ယူပြလိုက်တဲ့အချိန်ကဝမ်ချမြင်ရှဲအတိုင်းဝိုင်းမှာလှုပ်လှုပ်ခက်ခက်တွေဖြစ်ခဲ့ဘူးပါတဲ့ဘလိုပုံစံမျိုးဖြစ်ခဲ့ကြတာလဲဆိုတော့ရိုင်းနီယာကဘိုနဂေကို TKO နဲ့ပွဲသိမ်းလိုက်တဲ့ဒီပြိုင်နဲ့ဝမ်ချမြင်ရှဲအကောင့်တွေကရိုင်းနီယာနဲ့မာလကင်တို့ထိုးခဲ့တဲ့ပွဲ highlight တွေကိုဒီပြိုင်နဲ့ပြန်ပြီးတင်ခဲ့တာပါရင်းစုံအနေနဲ့တင်တာက Facebook ပေါ်မှာဖြစ်ပါတဲ့အဲ့ဒီ post ဆောင်မှာမြန်မာပြည်သက်အများစုကလည်း WiFi မှတ်ချက်တွေပေးကြပါတယ် ဘလို့ပုံစံမျိုးမှတ်ချက်ပေးကြလဲဆိုတော့အစင်တန်းမရှိဘူးလူကြီးလူကောင်းမဆန်မှုဆိုတဲ့ပုံစံမျိုးတွေနဲ့ဇက်တိုက်မှတ်ချက်ပေးကြတာပါအဲ့ဒီနောက်မှာတော့ Instagram မှာတင်ပါတယ် Instagram က post ကပွဲစုစုံလို့တောင်းပြောလို့ရပါတယ်ဘာဖြစ်လို့လဲဆိုတော့နိုင်ငံတကာပြည်သက်အများစုက Instagram အသုံးများချတာပါဒါကြောင့်မလို့သူတို့ကအင်္ဂလိပ်လိုမှတ်ချက်ပေးတဲ့စကားတွေကအတော်ကြီးကိုထိရောက်လွန်ပါတယ် ပရိုမိုရှင်းဘက်ကလည်းအဲ့လို negative ဆန်းတဲ့ comment တွေကိုစက်တိုက်ကိုဖျက်ပစ်ခဲ့တာပါအချို့အကောင့်တွေဆိုရင်တမ်းပြီး block ပစ်တာဖြစ်ပါတယ်အဲ့လိုပုံစံမျိုးနဲ့ပွဲဆူကြတဲ့အချိန်မှာနိုင်ငံတကာသတင်းမီဒီယာမှာတော်တော်များများကအနိကက်ဆောင်ကြည့်ကြပါတယ်။ဝမ်ချမြန်ရှိဟာအဲ့ဒီ post တွေကိုနိုင်ပိုင်းတွန်းမှာပဲပြန်ဖြတ်ပြေးခဲ့တာပါ။ဟိုတနေ့ကတော့ Rainier Director ကို UFC သတင်းတောက်တွေကအဲ့ဒီအကြောင်းအရာနဲ့ပတ်သက်လို့မေးခွန်းတွေထုတ်ခဲ့ကြပါတယ်။ ဂိုင်ဂါရှင်ကိုတိုင်းကတော့အဲ့ဒီကိစ္စတွေကိုသတိမထားမိခဲ့တဲ့အကြောင်းအခုလိုဝန်ခံခဲ့ကဝမ်ချမ်ပီယံရှစ်ကိုလည်းအခုလိုတုတ်ပြန်သွားခဲ့ပါတယ်။ကျွန်တော်ဖြင့်အဲ့ဒီ post ကိုတောင်မမြင်လိုက်ပါဘူး။ဘယ်သူကမှလည်းလာမပြောချတော့တီလည်းမသိပါဘူး။ဒါပေမဲ့ဒါကသူတို့လုံနေကြပဲလေ။အဲ့ဒီကလူတချို့ကဒါမျိုးချောင်းနေတာဆိုတော့လောက်ကြပလိစေပါ။လက်ရှိကိုရောက်နေတဲ့နေရာနဲ့ပတ်သက်ပြီးခြေနေပါတယ်။ထပ်ပြောရရင်ကျွန်တော်နဲ့ထိုက်တန်တာကိုပြင်ရနေတာပါ။ ျွန်တော်အနေနဲ့ဝမ်းချင်မြင်ရှင်းတဲ့နှုတ်ဆက်တဲ့အနေထားမှာအလားတုံးကလိုပြုံပြုံလေးတော့ဖြစ်တဲ့နာပေါ့။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီမှာတပ်ပွားခွင့်ရခဲ့တဲ့အချိန်တွေကလည်းမနေပါဘူးလို့ပြန်လဲတုတ်ပြန်သွားခဲ့ပါတယ်။ဆလဘီဈေးကွက်အခြေပြုစဉ်းစားချင်းကပ်ကြပြီဆိုရင်ဝမ်ချမြင်ရှင်းတဲ့ UFC တို့အကြားကွာခြားချက်တိတ်ပြီးမရှိဘူးဆိုတဲ့အကြောင်းအရာလေးကိုပြောပြခြင်းပါတယ်အထူးသဖြင့်ဂျပန်ဈေးကွက်ကိုချင်းကပ်တဲ့အပိုင်းတွေမှာပါ ဂျပန်ဈေးကွက်နဲ့ပတ်သက်လာရင်ဒီ promotion နှစ်ခုစလုံးကအလေးနက်ထားတဲ့ပုံစံမျိုးတွေနဲ့ချင်ကဲကြပါတယ်။အဲ့လိုချင်ကဲတဲ့အနေထားမှာလဲဖြစ်တဲ့နဲ့မဖြစ်တဲ့မှုဆိုတာထက်ဈေးကွက်လက်ဦးမှုရယူဖို့အဓိကဆိုတဲ့ပုံစံမျိုးနဲ့ချင်ကဲကြတာပါ။ဝမ်ချမ်ပီယံရှစ်ဆိုရင်ဂျပန်ကနာမည်ကြီးဖိုက်တာတွေကိုစက်တိုက်ခေါ်ယူနေသလိုအဲ့ဒီဖိုက်တာတွေရှုံးပွဲကြုံသွားရင်လဲပွဲတွေပြန်ချောင်ပြပြီးနိုင်ပွဲတွေရအောင်စီစဉ်ဖန်တီးနေပါတယ်။ ်ဒါအပြင်အချို့ fighter တွေဆိုရင် နိုင်ပွဲလေးတပွဲလောက်ရလိုက်တာနဲ့ချန်ပီယံကပတ်လူပွဲတွေကိုတန်ပြီးဖန်နီးပေးထားတာပါ UFC ကလည်း one championship နဲ့မကွာပါဘူးဂျပန်စီးကွက်နဲ့ပတ်သက်လာရင်အလားတူပုံစံအတိုင်းပဲရှောက်လန်းချင်းကဲနေတာ ဖြစ်ပါတယ်ထင်ရှားဆုံးဥပမာကတော့ကိုင်းအစကူရာဖြစ်ပါတယ်ဒီဖိုက်တာကဂျပန်ချေဆိုင် Rising Promotion မှာတော့က Bantamweight Champion ဖြစ်ခဲ့သူပါ UFC ကိုရောက်လာတော့ promotion ဘက်က flyweight champion ကဘက်စင်ခေါ်ပွဲကိုတံပီးဖန်နီပေးလိုက်ပါတယ်။ Rainier Director တို့တော့မရခဲ့တဲ့အခွင့်အရေးမျိုးကိုသူကရခဲ့တာပါ။သို့တော့အဲ့ဒီပွဲရှုံးနိမ့်လိုက်ချိန်မှာတော့ကိုင်အစာကူရာဟာရန်ကီအတွင်းတော့မဝင်ရောက်ဖဲဖြစ်သွားပါတယ်။ကိုတိုလောကမှာနံပါတ်15နေရာကိုပြန်ပြီးဝင်ရောက်လာခဲ့တာပါ။လက်ရှိချိန်မှာတော့ promotion ဘက်ကသူ့ကိုနောက်တစ်ပွဲထပ်ပြီးဖန်နီပေးလိုက်ပါပြီ။ ဒီကသူနဲ့ပွဲဖြစ်တဲ့သူကဂျိုရှွာဘန်ကစိန်ခေါ်ခဲ့တဲ့ဝိုင်ယန်ဖိုက်တာကြီးတင်အလီယောဖြစ်ပါတယ်။ဒီဖိုက်တာနဲ့ောက်ထိုးသက်မဲ့ပွဲကဒူပလက်စ်နဲ့ဟမ်ဇက်ချမိုင်းဖ်တို့ပွဲကိုအဓိကအားပြုထားတဲ့ UFC 390ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်။ဒီနေရာမှာပြောချင်တာကကိုင်အဆာကူရာကိုပွဲတည်ပေးလိုက်တဲ့အနေထားကိုပါ။ကလကဖွန်ပွဲမှာအပြတ်သက်ရှုံနှိမ့်လိုက်တော့နောက်ပွဲမှာချက်ချင်းကြီးကိုတံပီးပွဲချောင်ပြစ်ပါတယ်။ တင်မလီယောကဖလိုင်းဝိတ်တက်မှာကစားနေတဲ့အသက်38နှစ်ရှိပြီးဖြစ်တဲ့ဖိုင်တာပါနောက်ဆုံးနှစ်တွေမှာဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်နေရလို့ပွဲစဉ်တွေနဲ့ဝေးကွာနေခဲ့တာတစ်နှစ်ခွဲကျော်တောင်ရှိနေခဲ့ပါပြီ။သူနောက်ဆုံးထိုးခဲ့တဲ့ပွဲက2023ခုနှစ်ဒီဇင်ဘာလကဖြစ်ပါတယ်။ယောဂျန်နာကကိုင်အစာကူရာဟာရှေ့ပွဲတုန်းကချန်ပီယံကပ်စိန်ခေါ်ပွဲထိုးခဲ့ရပေမဲ့နောက်တစ်ပွဲမှာတော့လုံးဝပွဲစဉ်တွေနဲ့ဝေးနေတဲ့ပြိုင်ပွဲမျိုးနဲ့ထိတိုက်တွေ့ရတာပါ။ တနည်းဆိုရရင် သူ့ကိုနိုင်ပွဲရစေခြင်းလို့ကိုတတ်နိုင်တဲ့လောက်ပွဲကိုခြောင်ပေးလိုက်တာဖြစ်ပါတယ်။ဒါလို့အကြောင်းရင်းတွေကြောင့်ဈေးကွက်အခြေပြုပြီးစဉ်းစားကြတဲ့အနေအထားမှာဝမ်ချမြင့်ရှင်းတဲ့ UFC တို့အကြားသိပ်ပြီးကွာဟချက်မရှိဘူးလို့ကျွန်တော်ကကောက်ချက်ချတင်ပြမိတာဖြစ်ပါတယ်။ပြည်သူများခင်ဗျာ UFC ဟာမိခဲ့တဲ့ပတ်တုန်းကတော့ UFC Fight Night ပြိုင်ပွဲကျင်းပခဲ့ခြင်းမရှိပါဘူး။သို့တော့ဒီဒီဘက်မှာတော့ UFC Fight Night ပြိုင်ပွဲထပ်ပြီးကျင်းပမှာဖြစ်ပါတယ်။ ဒီခါမှာတော့ Flyweight တန်းကမျိုးသမီး Fighter နှစ်ယောက်ကိုအားပြုထားတဲ့တွဲဆိုင်ကိုကောင်းမွဲအဖြစ်သတ်မှတ်ထားပါတယ်။ဒီမျိုးသမီး Fighter နှစ်ယောက်ဟာ Flyweight တန်းထိပ်ပိုင်းတွင်းမှာရပ်တည်နေတဲ့ American မျိုးသမီး Fighter တွေပါ။ Iron Blanchby နဲ့ Macy Barber တို့ဖြစ်ပါတယ်။ Iron Blanchby က Flyweight ချန်ပီယံကပ်ဆင်ကောခွင့်ရဖို့မှန်းခဲ့တဲ့ Fighter ဖြစ်ပြီးနောက်ဆုံးကစားခဲ့တဲ့ပွဲမှာ Manon Pio တို့ကိုရှုံးပေးလိုက်ရလို့အခုလိုချန်ပီယံကပ်နဲ့လက်ကမ်းအလိုအထိဝေးကွာသွားသူဖြစ်ပါတယ်။ မေစီပါပါကတော့ဖြောင်းနာနေမကောင်းဖြစ်လို့ခုမှပွဲတွေပြန်ပြီးထိုးသန့်နိုင်တာပါဒီမျိုးသမီးဖိုက်တာနဲ့တော့ထိတိုက်တွေ့တဲ့ပွဲကလည်းဆက်ဆောင်မှုတစ်ခုခုတော့ရှိမယ်ထင်ပါတယ်ဇွန်လပထမဘက်ထဲမှာကျင်းပမဲ့1592ပြန်ပွဲမှာတော့ဘရိုနီကာလက်ရှိထိုးသန့်နေတဲ့မျိုးသမီးအတန်ဝိတ်မွေထိုင်းချန်ပီယံကပတ်စင်ခေါ်ပွဲကိုအားပြုထားပါတယ်လက်ရှိချန်ပီယံအလီရှာရိုရီကွတ်ရဲ့ချန်ပီယံကပတ်ကိုအစ္စရေးသူရှီယာကိုဟန်ကစိန်ခေါ်ထိုးသက်မှာပါ ဒီနေရာမှာရှီယာကိုဟန်အကြောင်းလေးနည်းနည်းပြောခြင်းပါတယ်ဒီဖိုက်တာက Fedder Training Center မှာလေ့ကျင့်ခန်းဆင်းနေတဲ့ဖိုက်တာပါထပ်ပြောရရင်ဂျူနီယာ Fedder က Ronica နဲ့ထိုးသက်ဖို့ပြင်ဆင်တဲ့အပိုင်းမှာရှီယာကိုဟန်နဲ့ပူးတွဲလေ့ကျင့်မှုတွေတောင်းလှုပ်ဆောင်ခဲ့ပါတယ်ဒါအပြင်အတန်ဝိတ်မျိုးသမီး MMA ချန်ပီယံဟောင်းစတန်ဖက်ဒက်နဲ့လည်းပြင်ဆင်မှုတွေအတူတူကလှုပ်ဆောင်လျက်ရှိသူဖြစ်ပါတယ်။ ဲဒီလိုအကြောင်းရင်းတွေကြောင့်ချီယာကိုဟန်ကအလီရှာရိုဒီကွတ်နဲ့ထိတ်တိုက်တွေ့မဲ့အနေအထားမှာစတမ်ဖက်ဒဲအတွက်ရှုံးရွေးပြန်ဆက်ခြင်းနဲ့ဆိုပြီးကြွေးကြော်လိုက်ပါပြီ။ဒါအပြင်ဝဲခင်းချင်းနဲ့ပတ်သက်လို့သူမရဲ့အမြင်တွေကိုလည်းအခုလိုပြောပြသွားခဲ့ပါတယ်။ရိုဒီကွတ်ကစားပုံကစမတ်ဖြစ်တယ်နစ်နှစ်ပိုင်းအားပြုတယ်သူမရဲ့မွေးထိုင်းတိုက်ကွက်တွေကအတော်ကိုကောင်းမွန်တာပါပြီးတော့အတွေ့အကြုံလည်းများတယ်တန်မာတယ်တကယ်လည်းတော်တဲ့ဖိုက်တာပါ ကျမတို့အသာချက်က full wet နဲ့ boxing skate ပိုင်းလို့ထင်ပါတယ်အနိုင်ရဖို့ဒီအချက်တွေကို သုံးချသွားမှာပါဘလို့ပုံစံနဲ့ဘလို့အနိုင်ယူပြမယ်ဆိုတာအဓိကမဟုတ်ပါဘူးအနိုင်ရဖို့ကအဓိကပါပဲကျမကတခြားသူတွေထက်ထူးပြီးလဲ dominate ပါဘူးတာမန်ဖိုက်တာတယောက်ပါပဲဒါပေမဲ့စူးစမ်းတယ်ရှိသမျှအကုန်ပေးဆက်ပြီးအမြဲတမ်းကစားခဲ့သူပါ စိတ်ထဲမှာတော့ချက်မြင့်ဖြစ်ချင်းစိတ်ပြင်းပြင်းပြပြချီလို့ကို အမိရစုတ်ကိုင်းနှိုင်အောင်ကြိုးစားသွားမှာပါလို့ကြွေးကြော်သွားခဲ့ပါတယ်။လာမယ့်နေ့တွေမှာလည်း MMA လောကကနောက်ဆုံးရသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို notification ယူထားကြပါအောင်ခင်ဗျာ။